ဘာကသာចောင်းသားတွေရဲ့အခြေအနေဟာမြေပေါ်တစ်ပိုင်းမြေအောက်တစ်ပိုင်းနိုင်ငံရေးလှုပ်ရှားနေရတယ်လို့ဘာကသာ89နှစ်မြောက်နှစ်ပတ်လည်နေ့မှာဘာကသာဥက္ကဋ္ဌကိုကျော်ကိုကိုကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုလင်းဆက်အောင်ကပေးပို့ထားတာပါမင်းလာစရင်နေ့ကပြုတ်လုခဲ့တဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်89နှစ်ပြည့်နဲ့လက်ဗရန်အကြံဖက်ဖြိုခွင်းခံရတဲ့နှလားပြည့်ခန်းနာကိုဖန်ဝင်ရန်ထုတ်ခံထားရတဲ့ဘာကသများအဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကိုကိုကဗီဒီယိုဖိုင်ပေးပို့ခဲ့ပါတယ် အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဘာကသာចောင်းသားတွေရဲ့လက်ရှိအခြေအနေကိုမြေပေါ်တစ်ပိုင်းမြေအောက်တစ်ပိုင်းလှုပ်ရှားနေရတဲ့ပုံစံဖြစ်နေတယ်လို့ပြောလိုက်တာပါအခုလိုအခြေအနေမျိုးမှာကျွန်တော်တို့လှုပ်ရှားမှုကိုအရက်ဆက်ဆုံးအကြမ်းဖက်အင်အားသုံးပြီးဖြိုခွဲတဲ့အချိန်ကာလတစ်ခုကိုလည်းကြုံတွေ့ခဲ့ရပြီးဖြစ်တယ်လို့ကျွန်တော်တို့ထွက်ပြေးတင်းချောင်းနေရတဲ့ចောင်းသားတွေကိုလည်းလိုက်လံဖမ်းဆီးပြီးတော့တွေ့ရနေရမှာ ချုံနှောင်ဖို့တွေ့ရနေရမှာတရားစွဲထောင်ချဖို့ကြိုးစားနေရတဲ့အတွက်ကြောင့်မလို့အခုအချိန်မှာဘကတားရဲ့အခြေအနေကမြေပေါ်တစ်ပိုင်းမြေအောက်တစ်ပိုင်းလှုပ်ရှားနေရတဲ့ပုံစံတန်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီမိုကရေစီပညာရေးလှုပ်ရှားနေတဲ့ចောင်းသားတွေတဲကဘကတားចောင်းသားတွေကိုမှရွေးပြီးဖန်စီထိန်းသိမ်းနေတာဟာ အစိုးရအနေနဲ့ဘာကသာចောင်းသားတွေကိုចောင်းနေတာကြောက်ဖြစ်တယ်လို့ចောင်းသားတယောက်ကဝေဖန်လိုက်ပါတယ်ပြင်းပြင်းပြောရင်လက်နဲ့ဆိုလို့ခြုံတဲ့ခဲတံတစ်ခုတောင်မရှိတဲ့ကျွန်တော်တို့ဒီလောက်တောင်ဖိနှိပ်နေတယ်ဆိုတော့ဦးကကြောက်နေတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ခြင်သေးခြင်သေးဆိုပြီးတော့ဒီလောက်ဟိန်းဟောက်နေတဲ့ခြင်သေးတွေကဘာဖြစ်လို့ဒီလောက်ဟိုဒေါင်းပါလို့ဆိုတဲ့ ငှက်တကောင်ကိုကြောက်နေရတာလေ။ဘာကသာကျောင်းသားတွေရဲ့အခြေအနေဟာဒီနေ့အချိန်ထိတော့မြေပေါ်မှာဆက်ပြီးရပ်တည်နိုင်သေးတာကြောင့်တက္ကသိုလ်တိုင်းကကျောင်းသားတွေကိုစီယုံဖို့လိုတယ်လို့ကိုကျော်ကိုကိုကဆက်ပြောပါတယ်။ဒီနေ့ဒီကာလဘာကသာဟာမြေပေါ်မှာဆက်ပြီးရပ်တည်နိုင်တဲ့အနေအထားရှိပါသေးတယ်။ဒီခွင့်ကအရေးကိုမိမိရရအသုံးချပြီးတော့ကျွန်တော်တို့အနေနဲ့ရဲဘော်အစ်စ်တွေဆက်လက်စီစူးစီးရမှာဖြစ်တယ်။ဘာကသာကိုစိတ်ဝင်စားတဲ့ရဲဘော်တွေပညာရေးစနစ်ကိုကောင်းစေခြင်းနဲ့ရဲဘော်တွေ ပညာရေးစနစ်ကိုဒီမိုကရေစီပညာရေးအဖြစ်ကူးပြောင်းစေခြင်းနဲ့ရဲဘော်တွေကတက္ကသိုလ်တိုင်းတက္ကသိုလ်တိုင်းမှာရှိပါတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။လက်ရှိမှာတော့ဘာကသာကျောင်းသားခေါင်းဆောင်တွေဟာအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးလှုံ့ရှားတဲ့ကျောင်းသားတပိတ်မှာပါဝင်တာကြောင့်ဖန်ဝင်ရန်ထောက်ခံထားရပါတယ်။ပြီးခဲ့တဲ့မက်လ10ရက်နေ့ကတော့လက်ဗရန်မျိုးကပင်မတပိတ်စီကြောင်းအကျန်းဖက်လှုံ့ရှားခံရပြီးနောက်ပိုင်းမှာတော့အနေနဲ့ရရမှာအကျန်းဖက်တာကိုစန့်ကျင်တဲ့လှုံ့ရှားမှုတွေပေါ်ပေါက်လာပါတယ်။ အခုလ10ရက်နေ့မှာတော့ဗမာနိုင်ငံလုံးဆိုင်ရာအကြောင်းသားသမဂ္ဂများအဖွဲ့ချုပ်89နှစ်ပြည့်နဲ့လက်ဗရန်အကြံပေးဖြိုခွင်းခံရတဲ့နှစ်လပြည့်ခမ်းနားကိုရန်ကုန်မြို့ကနိုင်ရကူညီမှုအသင်းမှာစီစီကားကားပြုလုပ်ခဲ့တာပါအဲ့ဒီပွဲမှာဖန်စီကန်အကြောင်းသားတွေရဲ့မိဘတွေနဲ့အတူနိုင်ငံရေးလေလာသုံးသက်သူတွေကဗျာဆရာ ကတ်တွန်းဆရာနဲ့မြန်မာနိုင်ငံရှင်းနေမြကွန်ရက်ကရှင်းနေပညာရှင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်မြို့သားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဗမာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများတမက်ကကို 1936ခုနှစ်ဒုတိယကျောင်းသားသပိတ်ဖြစ်ပေါ်ပြီးနောက်စတင်တည်ထောင်ခဲ့ပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ